လမ်းမှာပါတယ်ဖြူဟာနှေးမယ်တဲ့ဟုတ်အလုံးမင်္ဂလာပါကျမတို့လုပ်ငန်းလုပ်တဲ့အခါဖြူဟာရဲ့နှီးလမ်းရဲ့ဆိုပြီးနှစ်ခုရှိပါတယ်ဖြူဟာကတော့ပန်းနိုင်ငံအောင်စီစဉ်ထားတဲ့စီစဉ်နေဖြစ်တယ်နီလန်းအရောကိုပြူဟာအောင်မြင်မှုတုံးနေ အဲနီလန်းနေပေါ့နော်အဲ့တော့စစ်သူစုစုပြောခဲ့တဲ့ဇာတ်တခုရှိပါတယ်နီလန်းမှာပါတယ်ပြူဟာနှေးမယ်တဲ့ဟုတ်တာပေါ့နော်ပြူဟာတော့ဆွဲထားတယ်ဘာမှလည်းလိုက်မလုပ်ဘူးဆိုရောက်ဖို့မလွယ်ပါဘူးထို့အတူပဲပြူဟာမှာပါတဲ့နီလန်းဟာစုညံတန်နေနဲ့တူလေတဲ့ဒါကြောင့်မလို့ကျမတို့လုပ်ငန်းကိုမြင်ချင်တယ်တွက်ချင်တယ်ဆိုတော့ကျမတို့ပြူဟာဆွဲဖို့လည်းလိုတယ်နီလန်းနေနောက်ကနေမမကြီးကဖြည့်ဖို့လည်းလိုပါတယ်အဲ့တော့အာဒါ business strategy လို့ခေါ်တာပေါ့နော်အဲ့တော့ hobby strategy ဆွဲတော့မဲဆိုကျွန်တော်တို့အစ်စ်နေအများကြီးလို့အဲ့တည်းမှာပထမဆုံးအစ်စ်ကတော့ဘာလဲဆိုတော့ what how why me ဖြစ်ပါတယ်။ငါလုပ်ငန်းကဘာလို့ထူထောင်ထားတာလဲပေါ့နော်။အဲ့တော့ဒါအရင်ဟိုစိတ်ဝင်စားစရာကောင်းနေလုပ်ငန်းနဲ့အကျိုးမြတ်ကိုနံပါတ်၁ထားတာမျိုးမဟုတ်ဘူး။တချို့လုပ်ငန်းတွေကလူတိုင်းဝိုင်းအတွက်ထူထောင်ထားတာရှိတယ်။တချို့လုပ်ငန်းတွေကလုပ်ငန်းရှင်ဝါသနာဘာလို့ထူထောင်ထားတာရှိတယ်။သူ့မှာမူရင်းလုပ်ငန်းရှိပြီးဒီဟာကို CSR အနေနဲ့လုပ်ထားရလေရှိဒါကြောင့်မလို့လုပ်ငန်းတွေဟာသူ့ရဲ့ရည်ရွယ်ချက်ကိုခိုက်ခိုက်မှမှ သိဖို့လိုပါတယ်အဲ့ဒါ wine လို့ခေါ်ပြီးတော့တနည်းအားဖြင့် business mission ဖြစ်ပါဘာကြောင့်ဒီလုပ်ငန်းထူထောင်ထားရလဲပေါ့နော်ပြီးရင်တော့အဲ့ဒီလုပ်ငန်းဘယ်ထိရောက်အောင်သွားမှာလဲ where do you want to go ကိုကဒီလုပ်ငန်းဝယ်ကြည့်ကြည့်လက်လက်သွားချင်တာလားလုပ်ငန်းခွဲရအများကြီးဖွင့်ချင်တာလားလုပ်ငန်း site ကိုအကြီးလုပ်ချင်တာလားနာမည်ကို franchise အနေနဲ့ပေးချင်တာလားအမျိုးစုံပဲအဲ့ဒါကြောင့်လည်းလုပ်ငန်းတွေဟာတဦးရိပိုင်နေရှိတဲ့စုဆက်တွေရှိတဲ့ company တွေရှိတဲ့တကဘာလုံးတိသွားတဲ့ company တွေရှိရယ် company တိတ်တိတ်လေးရရှိအောင်ပေါ့အဲ့တော့အဲ့ဒါကိုလုပ်ငန်းရဲ့ vision လို့ခေါ်ပါတယ် where do you want to go ော်ပြီးရင်တော့နောက်ထပ်တတရအရေးကြီးတယ်ဟောဘယ်လိုလုပ်မှလဲလုပ်ငန်းလုပ်တဲ့အခါနံပါတ်1ကဘာကိုဦးစားပေးမှလဲနံပါတ်2ကဘာကိုဦးစားပေးမှလဲနံပါတ်3ကဘာကိုဦးစားပေးမှလဲဥပမာဘန်လိုမျိုးဆိုရင်ငွေကြေးနဲ့လုပ်လို့ရတယ်ဒါဆိုလုံခြုံမှုဟာအင်မတန်အရေးကြီးပါပညာရေးလုပ်ငန်းတွေဆိုရင်ကိုယ်စီမှာလာတဲ့เจ้าလူเจ้าသားရဲ့အသိပညာဉာဏ်တိုးတက်မှုဟာအရေးကြီးပါတယ် စတောက်ကုံရောင်းနေဆိုရင်ကျမ်းမာရေးနဲ့ညီညွတ်မှုကအရေးကြီးပါတယ်အစရှိတဲ့ဖြင့်လုပ်ငန်းတွေမတူရင်သူတို့ရဲ့အဓိကထားတဲ့တန်ဖိုးတွေကလည်းဥစားပေးစနေရလဲမတူပါဒါဟာ business strategy ရဲ့ပထမဆုံးအစင်ဖြစ်ပါတယ်ကျန်တဲ့အစင်လေးတွေကိုတော့ကျမက19ရက်နေ့နဲ့23ရက်နေ့မှာကျင်းပမယ် one day workshop တွေမှာ